ကရင်နီပြည်နယ်မှာရှိတဲ့ဆက်ဆောင်ပြည်သူတွေအငတ်ပေးကြုံလာရနိုင်တယ်လို့ကရင်နီလူခွင့်ရေးအဖွဲ့ KNHRG ကအော်တိုဘာလပထမပတ်ထဲမှာထုတ်ပြန်ထားပြီးခုလက်ရှိမှာတော့ဒီမော့ဆုံမြို့နယ်မှာရှိတဲ့ဆက်ဆောင်စခန်းနှစ်ခုလောက်ကဆက်ဆောင်တွေစံပြုတ်တောက်နေရတာပဲဖြစ်ပါတယ်ကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲလုပ်နိုင်ဖို့စစ်တပ်ကစစ်ကြောင်းထိုးနေပြီးဒေသခံနဲ့စစ်ဆောင်ပြည်သူတွေရဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မတ်ထားတိုက်ခိုက်လာတာစစ်ဆောင်ကလ၄နှစ်ကျော်လာတဲ့အတွက်အလူရှင်တွေနှဲပါလာတာတိုက်ပွဲကြောင့်လေယာဉ်စိုက်ပျိုးဖို့နေမီမရှိတာ အလောက်ကန်ရှပတာနဲ့ဝင်ငွေရတဲ့အလောက်တွေမရှိတာကြောင့်ဒေသခံတဲ့ပြည်သူတွေအငတ်ပေးကြုံလာရနိုင်တယ်လို့ TNI လူခွင့်ရေးအဖွဲ့ကဆိုပါတယ်။ကလေးတွေဆိုကလေးတွေကကြောင်သွားတယ်။ဒီလေကတောင်ပေါ်တဲ့ပြီးတော့ဒီရဲရှာခူးရဲနောက်ပြီးတော့တလုံးဦးပြောတဲ့ဟာလေးအခုဆိုကလည်း secret နည်းနည်းရှိရလားတနည်းလုံးရှာရရင်တော့တပိတ်တာလည်းရရှိပါဦး။အဲ့ဒီဦးရှာလို့မရတဲ့နေ့ဆိုရင်ဆန်တဲ့ချာချီးစားတော့ဆန်လိုက်ရှာလို့မရတဲ့နေ့ချီးလို့မရတဲ့နေ့ဆို မထုံးမှာပဲအဲ့လိုမျိုးရတဲ့နီးနဲ့ရှာပြီးဆံပြချက်ဆိုင်ရနေ့လည်းရှိရယ်တလုံးဆိုတာတိုင်းရင်းစေးဖောဆက်ရမှာတုံးတဲ့ဆေးဥတမျိုးဖြစ်ပြီးတပိတ်တာကိုငွေကျပ်8000လောက်ရနေပေမဲ့တနေကုန်ချက်ဖွေးရင်အောင်တပိတ်တာပြေးဖို့ခက်ခဲတယ်လို့သိရပါတယ်နေသားလောက်ကလည်းနေတိုင်းလောက်ရတာမဟုတ်တဲ့အတွက်ဆစ်ဆောင်တွေရဲ့စားဝတ်နေရေးကိုမဖူလုံစေပါဘူး။လင်းအောင်ချီဆစ်ဆောင်စကမ်းမှာလူဦးရေ120ကျော်နေထိုင်ပြီးဩဂတ်စ်လကနေစလို့ဆံပြက်လက်တာကြောင့်မျှဝေစားတော့ရင်းကနေစက်တင်ဘာလထဲမှာတော့ဆစ်ဆောင်တစ်ဝက်ကျော်ကဆံပြုတ်ပြုတ်တော့နေရတာပါ။ ရွှေပြည်နောက်စခန်းမှာလည်းလူဦးရေ230ကျော်နေထိုင်နေပြီးတဝက်ကျော်ကစံပြက်လက်လို့စံပြုတ်တောက်နေရတာတွေရှိနေပါတယ်။ကျန်တဲ့ဆေးဆောင်စခန်းတွေမှာလည်းဆံပြက်လက်တာတွေရှိနေပြီးဆံပြိုးတော့ရတဲ့သူတွေလည်းအနှဲငယ်ရှိနေပါတယ်။ဒီစပေးချောင်းတွေအတွက်အလောက်ကန်ခွင်လန်ကမရှိတလောက်ရှားပါကုန်တာပေါ့။အာလေယာစိတ်ပြိုးခွင်တွေလည်းမရှိဘူး။လေယာတွေလည်းဆုံရှုံသွားတယ်။စိတ်ပြိုးထားတဲ့တီးနံတွေလည်းမရိုက်သိမ်းနိုင်ပဲနဲ့ဆုံရှုံသွားတဲ့အတွက်သူတို့အတွက်ပို့ပြီးတော့ခက်ခဲကြတယ်ပေါ့နော်။ ကုန်စည်နှုန်းကြီးမြင့်မှုကလည်းအဆမတန်ကြီးမြင့်နေတဲ့အတွက်တပူပေါ်နှပူတွေဆင့်ကုန်တာပေါ့နော်။ကင်းနီပြည်နယ်ဒီမောက်ဆုံမြို့နယ်နောက်ဖက်ချမ်းမှာမူလကလေးကဆစ်ဆောင်ပြည်သူတသိန်းဝန်းကျင်နေထိုင်နေပြီး2025ခုနှစ်ဇူလိုင်လကနေစလို့စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဖေခုံရှိဘက်ကန်းနဲ့နမ်မဲခုံကဒေသခံတသိန်းကျော်တိုးလာတာကြောင့်စနေရခအခက်အခဲတွေကြုံနေရတယ်လို့ဆစ်ဆောင်ပြည်သူတွေကပြောပါတယ်